မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ BGF ဟာစစ်တပ် အကောက်ွဲနဲ့ရာဇဝတ်လုပ်ငန်းတွေလုပ်ကင်ခဲ့တာဖြစ်လို့အဓိကတရက်ခံဟာစစ်တပ်ဟု NUG ပြော KKP online ငွေကြေးလိမ်လည်မှုစင်တာကိုအယောင်ပြဖြိုခွင်းပေးမယ်အခြားနေရာတစ်ခုမှာပြောင်းရွှေ့လဲပတ်ဖို့စီစဉ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်လက်အောက်ခံနေထားဆောင်တဲ့ BDF တွေဟာရာဇဝတ်လုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်ရဲ့အကာအကွယ်နဲ့ပြန်လည်လုပ်ကင်ခဲ့တဲ့အတွက်လက်ရှိအချက်တဲတွေရဲ့အဓိကတရက်ခန့်ဟာစစ်တပ်သားဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်ဒီကနေ့နိုဝင်ဘာ16ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံးလက်ကအခုလိုပြောကြားခဲ့တာပါ နိုင်ငံတကာကစိုက်ဘာလိမ်လည်မှုတွေကိုနှိမ်နှင်းဖို့ကြိုးစားလာတာကြောင့်အကြံဖက်စစ်တပ်ဟာ KK ဘတ်လိုငွေကြေးလိမ်လည်မှုစင်တာကိုအယောင်ပြဖြိုခွင်းပြခဲ့ပြီးကရင်ပြည်နယ်ရဲ့အခြားနေရာနှစ်နေရာကိုပြောင်းရွှေ့ကောင်းငွေကြေးလိမ်လည်မှုစင်တာတွေကိုပြန်လည်လည်ပတ်နိုင်ဖို့စီစဉ်နေတာကိုလည်းကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးသတိထားဆောင်ကြည့်လျက်ရှိပါတယ်လို့ဦးနေဖုံလကပြောပါရယ်။ကြာပြင်ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပရှိလိမ်လည်ကောင်းဆောင်ဂိုင်းတွေကို ဖမ်းဆီးတရားစွဲဆိုရန်လှုံ့ဆော်တော့အမေရိကန်နိုင်ငံက United States Scan Center Strike ကိုဖွဲ့စည်းပြီးစိုက်ပါလိမ်လည်မှုလုပ်ငန်းတွေကိုနှိမ်နှင်းဖို့ဆောင်ရွက်တာရာဇဝတ်အဖွဲ့အစည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းဖို့အတွက်ဗန္ဒာယီဌာနကကြေညာခဲ့တာစတဲ့လှုံ့ဆော်မှုတွေအပေါက်တွင်အိန္ဒိချင်းနိုင်ငံတွေဒေသရင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရဲ့ဂျိုးပန်းလှုံ့ဆော်မှုတွေကိုကျေးဇူးတင်ကြောင်းအတိမတ်ပြုကြောင်း NUG ကဖော်ပြပါတယ် ဒီလိုလှုပ်ဆောင်မှုတွေအပေါ်အမျိုးသားညီညွတ်ရေးအစိုးရနေဆက်ဖြတ်ကျော်မှုကင်းတိုက်ဖြတ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့တိုင်းဒေသအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးချိတ်ဆက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းနဲ့နိုင်ငံတကာရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအထောက်အကူပေးသွားမှာဖြစ်ကြောင်းအထူးအလေးပေးပြောကြားလိုပါတယ်လို့ဦးနေဖုံးလကပြောပါတယ်။စိုက်ဘာလိမ်လည်မှုလုပ်ငန်းပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့အတွက် NUG လောက်မှရှိတဲ့ရဲတပ်ဖွဲ့နဲ့တိုင်းဒေသတော်လှန်ရေးအဖွဲ့တွေအောက်မှရှိတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်ဖို့အတွက်နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာအလုပ်အကင်ခွင့်လန်းရှာပါလာမှုတွေကိုအခွင့်ကောင်းယူပြီးစိုက်ပါလိမ်လည်မှုလုပ်ငန်းတွေကငွေကြေးအခွင့်လန်းများစွာနဲ့အလုပ်အကင်အတုတွေခေါ်ယူနေမှုအပေါ်သတိပြုကြဖို့ပြည်သူတွေအထူးသဖြင့်လူငယ်လူလတ်ပိုင်းတွေကိုလည်းသတိပေးခဲ့ပါတယ်အွန်လိုင်းလိမ်လည်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတိုက်ဖြတ်ဖို့အမေရိကန်အပါဝင်နိုင်ငံတကာကဖုံမှုအာယုံဆိုင်လာတဲ့အခြေအနေမှာစစ်ကောင်စီကလည်း KK ဘက်အပါဝင်သူရလအောက်ခံနေကြဆောင်တပ်ဖွဲ့နေနေတီတဲမှာအွန်လိုင်းလိမ်လည်လုပ်ငန်းတွေနှိမ့်နှင်းနေတဲ့ကြောင့်ဟန်ပြစစ်စီရေးတွေအခုလပိုင်းမှာပိုပြုတ်လုပ်လျက်ရှိပါတယ်။ ဆက်လက်ပြီး AA နဲ့ချင်းညီနောင်တွေ့ဆုံမှုဒေါ်လာရေးအရှိန်မြှင့်ပေးမယ်အရေးကြီးတဲ့တမိုင်းမှတ်တိုင်ဖြစ်ဟု NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAA နဲ့ချင်းညီနောင် CB မဟာမိတ်အဖွဲ့ခေါင်းဆောင်တွေတွေ့ဆုံပြီးစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကိုပူးပေါင်းကောက်ွယ်တံပြန်ဖို့ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီးချင်းရခိုင်လူမျိုးစုနှစ်ခုလုံးအကျိုးပြုမဲ့သဘောထားတွေသိမြင်ရတဲ့အပေါ်ဝန်တာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်အောင်စုဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလကပြောပါရယ် ဒီလိုမျိုးစစ်ရေးနိုင်ငံရေးစီးပွားရေးအလှအပေါင်းစုံကနေချင်းနဲ့ရခိုင်ပြည်တော်များပူးပေါင်းဆောင်ရွက်မှုကတနိုင်ငံလုံးအတိုင်းအတာနဲ့တော်လှန်ရေးအရှိန်အဟုန်ကိုညှင့်တင်ပေးမဲ့အရေးကြီးတဲ့သမိုင်းမှတ်တိုင်တစ်ခုအဖြစ်မှတ်တမ်းတင်ရမှာဖြစ်ပါတယ်လို့ဦးနေဖုံးလကပြောပါတယ်ဒီကနေ့နိုဝင်ဘာ16ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာဦးနေဖုံးလကအခုလိုပြောကြားခဲ့တာပါအေအေနဲ့ချင်းကြီးနောင်ခေါင်းဆောင်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလကရခိုင်ပြည်နယ်မှာတွေ့ဆုံခဲ့တာပါ အေအေဘက်ကတမူးကျုပ်ကိုကျုပ်ထုံးမြတ်နိုင်အပါဝင်နိုင်ငံရေးနဲ့စီရေကောင်းဆောင်တွေအစုံလင်တက်ရောက်တယ်လို့ချင်းကြီးနောက်ကလည်းအဖွဲ့ဝင်6ဖွဲ့ကခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့ချင်းကြီးနောက်ပြောရေးဆိုခွင့်ရှိသူစလိုင်းရောမန်ကပြောထားပါတယ်။စီရေအပြင်တနိုင်ငံလုံးရဲ့အရေးရဲ့အပြင်တနိုင်ငံလုံးဆိုတာကျွန်တော်တို့ကမြန်မာတော်လှန်ရေးကဘယ်ဒေတာမှဘယ်လိုအခြေအနေရှိတယ်ကျွန်တော်တို့ဒေတာမှလည်းဘယ်လိုလောက်ကြမှဖြစ်မယ်ဆိုတာမျိုးတွေဘယ်လိုပူးပေါင်းကြမှဖြစ်မယ်ဆိုတဲ့အပိုင်းတွေပေါ့ပြီးတော့နိုင်ငံရေးအပိုင်းတွေရောစီးပွားရေးပေါ့ နောက်နောက်ကိုပြည်သူလူထုစာဝတ်နေရေးပြည်လဲဖို့အခွင့်အလမ်းတွေဖန်တီးဖို့ရေရှည်ဆက်သွားရမယ့်အပိုင်းတွေကအစားရေရှည်အကျိုးစီးပွားအတွက်တအုပ်နဲ့တအုပ်အပြန်အလှန်ကျေးဇူးပြုဖို့တအုပ်နဲ့တအုပ်အပြန်အလှန်အထောက်အကူပြုဖို့ပေါ့နော်ဒီအပိုင်းတွေပါလို့ဆလိုင်းရောမန်ကအေအေနဲ့တွေ့ဆုံဆွေးနွေးမှုအကြောင်းပြောပါတယ် စီရေးပူပေါင်းဆောင်ရွက်မှုအပြင်နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာမှာဟာမိတ်အဖြစ်ပါပူပေါင်းဆောင်ရွက်သွားဖို့ဆွေးနွေးဆုံးဖြတ်ခဲ့ကြတဲ့အပေါ်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့အထူးပဲတံမိုးထားချီးကျူးဂုဏ်ပြုလိုကြောင်းဦးနေဖုံလကပြောပါရယ်။တိုင်းရင်းသားညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ရခိုင်နဲ့ချင်းပြည်သူတို့အကြားတမိုင်းကြောင်းအရကန့်သက်ခံခဲ့ရတဲ့ဆက်ဆံရေးကိုအခုလိုတော်လှန်ရေးကာလမှာခိုင်မာတဲ့မဟာမိတ်အဖြစ်အခြေခံကြကြမျှော်မြင်ပြီးပူပေါင်းဆောင်ရွက်ကြတာဟာ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက်အလွန်အားတက်ခွဲရာဖြစ်ပါတယ်လို့ဦးနေဖုံလကပြောပါရယ်။ ဆက်လက်ပြီးနာမခတိုင်မှုနဲ့တက်မ33ဒူးတက်မမှုကိုအချုပ်ချဆစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတိုင်မှုဗိုလ်မှူးချုပ်မျိုးမင်းထွေးအားအကျယ်ချုပ်ဖြင့်ခုံရုံးဖွဲ့ဆစ်ဆေးနေသည့်အပြင်တက်မ33ဒူးတက်မမှုဗိုလ်မှူးကြီးစင်မျိုးဦးကိုလည်းအချုပ်ချဆစ်ဆေးနေကြောင်းစစ်တပ် CDN သတင်းရင်းမြစ်ကပြောပါတယ်။၎င်းတို့နောက်ဦးအချုပ်ချဆစ်ဆေးခံရသည့်အကြောင်းရင်းများအနက်ဟုံးမလင်းဒေသရွှေလုတ်ကွက်များထံကန့်တက်ကုန်ပစ္စည်းများအား လက်ငွေရယူပြီးတင်သွင်းခွင့်ပေးခြင်းနဲ့စစ်စရေးကိညာတွင်ကုန်တင်ကားများထံမှပတ်စံရယူကဖြတ်တန်းခွင့်ပေးခြင်းများပါဝင်ကြောင်းသိရပါသည်နာမခတိုင်မှုဘုံမှုကျုပ်မျိုးမဲတွေသည်အလုတ်တင်ဘူးတင်နန်းတေစ26မှာဖြစ်ပြီးတမ17လောက်ကင်ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ကြောင်မဲအမှတ်1စစ်စင်ရေးကုတ်ကဲမှုစစ်ဌာနချုပ်တို့တွင်တမမှုတာဝန်ယူခဲ့က2024ဩဂုတ်လ3ရက်၌မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နှင့်ပူးပေါင်းတပ်များ အရှင်းမြောင်တိုင်းစစ်ဌာနချုပ်ရမခအခြေဆိုင်ရာလာရှုကိုတင်ပိုင်စဉ်တိုင်မူဘိုးချုပ်စိုးတင်တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်တန့်ထင်ဆိုတို့နဲ့အတူအရာရှိစစ်သည်၄000ကျော်လက်နက်ချအညံ့ခံမှုအတွင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ MNDAA ကပြန်လွတ်ပေးခဲ့ပြီးနောက်အရေးယူမခံရဘဲမန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ရှိအမှတ်73တပ်မတော်တပ်မြင့်လေးချင်းရေးတင်တန်းကြောင့်တကကက73ကျောင်းအုပ်ကြီးဖြစ်လာတယ်လို့2024ဒီဇင်ဘာ18ရက်တွင်တိုင်းမှုအဖြစ်စစ်ကောင်းဆောင်ပိုးချုံမှုကြီးမရောက်လိုက်ကခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ စကိုင်းမြို့နယ်အခြေဆိုင်တမ33ဒူးတမမူဘုံမူကြီးစင်မျိုးဦးတီပြီးခဲ့တဲ့မလအတွင်၌စကိုင်းမြို့နယ်မင်းကိုဒေတာတိုက်ပွဲတွင်ဒဏ်ရာရခဲ့ဖို့က၎င်း၏လက်ကင်ဖုံးဟာတော်လရေးတများကတင်စီရရှိခဲ့ပါတယ်။ရင်းလက်ကင်ဖုံးအတွင်မှရှမ်းပြည်ပြည်သူစေ SND တပ်ဖွဲ့ထံလက်နက်ငယ်150ကျောင်းလက်နက်ကြီး12လက်နဲ့ခရမ်းကြီးတောင်းနယ်ကြီးကတည်ဆောင်ပေးခဲ့သည့်အချက်အလက်များတွေ့ရှိခဲ့ရကြောင်းတော်လရေးတများကပြောထားပါတယ်။ ဆက်လက်ပြီးစေအုပ်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့တရုတ်တမ်းမှတွေ့ဆုံတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စေအုပ်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုးနဲ့တရုတ်တမ်းမှကြီးမာချာတို့နိုဝင်ဘာလ18ရက်နေ့ကနေပြည်တော်မှာရှိတဲ့ရွေးကောက်ပွဲကော်မရှင်ရုံးမှာတွေ့ဆုံခဲ့တယ်လို့စေအုပ်စုကသတင်းထုတ်ပြန်ပါတယ်။တရုတ်တမ်းမှကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ဟာမြန်မာစစ်တပ်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲအခြေအနေတွေနဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာစောင့်ကြည့်လေ့လာရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ တရုတ်ဆိုရအပါဝင်နိုင်ငံတကာကရွေးကောက်ပွဲစောင့်ကြည့်လေးလာရေးအဖွဲ့တွေတန်တမာတွေကစစ်တပ်ရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်နိုင်ရေးဆောင်ရွက်နေမှုတွေကို UEC ဥက္ကဋ္ဌကဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။ကုလသမဂ္ဂနဲ့အာဆီယံနိုင်ငံတွေကတော့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာလက်ရှိပြည်တွင်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေကိုပြည်လဲစေမဲ့လမ်းကြောင်းမဟုတ်ဘူးလို့ပြောဆိုထားပေမယ့်တရုတ်အစိုးရဘက်ကတော့စေအုပ်စုရွေးကောက်ပွဲကိုအားပေးထောက်ခံမှုတွေပေါ်ပေါ်တင်တင်ပြသလာတာလည်းဖြစ်ပါတယ်။ စေအုပ်စုဟာရွေးကောက်ပွဲကိုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပဖို့ရှိနေပြီးအပိုင်း၃ပိုင်းကျင်းပသွားမှာဖြစ်ပါတယ်။ရွေးကောက်ပွဲအပိုင်း၁ကိုဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပဖို့ရှိပြီးအပိုင်း၂ကို2026ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာကျင်းပမယ်လို့စေအုပ်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။စေအုပ်စုဟာရွေးကောက်ပွဲအကြောင်းပြပြီးအယက်သားတွေကိုဖမ်းဆီးတာတွေကိုဇက်တိုက်လှောက်ဆောင်နေတာဖြစ်ပါတယ်။